ဘဝဘလို့ဖြစ်နေတာတော့ဘဝဘဝဘောင်းများစွာဖြစ်ခဲ့တဲ့အခုလည်းဖြစ်နေတယ်ဆက်ဖြစ်နေတယ်အခုရောဘလို့တော့သေခြင်းစီကိုဥတည်ပြီးတော့အရှိန်ဟုန်နဲ့သွားနေတယ်သေပြီးဆိုတာနဲ့နောက်ထပ်ဘဝတစ်ခုခုဟာကာအားလျော်စွာဖြစ်ရလိမ့်မယ်ဟုတ်ပြီအဲ့လိုဆိုလို့ရှိရင်ဘဝကသေပြီးရင်ဘာလို့မပြီးတာတော့ဘာလို့ဆက်ဆက်ဖြစ်တာတော့ဘုန်းကြီးကမိကုံးကိုတောက်လျှောက်မဖြေဘဲနဲ့ခဏရက်နေနော် အလိုရရနေတာတော့ဆိုတော့အဲ့ဒီအဖြေကိုပို့ပြီးတော့မှတ်မိစေခြင်းလို့ဘဝတေးပြီးရင်ဘာလို့မပြီးတာတော့ဘာလို့ဆက်ဖြစ်တာတော့လောဘကြောင့်ဆက်ဖြစ်တာတဲ့ဒေသနာထောက်ထားပြပါဆိုလို့ရှိရင်တော့တဏ္ဏပောနဘဝိကာဆိုတဲ့ဓမ္မစကပောရဏသုတ်တံကိုထောက်ထားပြပါတဏ္ဏလောဘတိဘဝတစ်ကို ထပ်ပြီးတော့ဖြစ်စေတဲ့အစွမ်းရှိတယ်လောဘစွမ်းအားနဲ့ဆက်ဖြစ်တာတော့ တော့လောဘဆိုတာဘာတော့လောဘဆိုတာဘဝရဲ့ပုံမှာလိုချင်တာရချင်တာဖြစ်ချင်တာဟုတ်ပြီနော်အဲ့ဒီလောဘသီးပင်လင်ဘဝကိုထပ်ပြီးတော့ဖြစ်စေတယ်အဲ့တော့ဘုန်းဘုန်းတို့ရိုးရိုးလေးကောက်ချက်ဆွဲရမှဆိုရင်ဘဝကဘာလို့ဖြစ်တော့ဆိုဖြစ်ချင်လို့ဖြစ်တာပဲဘဝကဘာလို့ရတာဆိုရင်ရချင်လို့ရတာဒါနဲ့အဲ့ဒီရချင်တယ်ဖြစ်ချင်တယ်ဆိုတဲ့လောဘကဘာကြောင့်ဖြစ်တယ်လဲဒီနားလေခဏရက်ပြန်တယ်နော်ဘုန်းကြီးကအဲ့ဒီလောဘဘာကြောင့်ဖြစ်တယ်လဲဆိုရင် သူလိုချင်တဲ့အရာသူဖြစ်ချင်တဲ့အရာကြီးရဲ့သဘောတဘာဝအမှန်ဖြစ်တဲ့ဒုက္ခသစ္စာသဘောကိုပိုင်းခြားမသိလို့လိုချင်မှုရချင်မှုဖြစ်တာပို့ပြီးတော့ရှင်းအောင်ပြောရရင်ကောင်းနေထင်လို့လိုချင်တာအကောင်းမှုထင်ရင်ဘယ်သူလိုချင်မှာတော့ဟုတ်လားဘဝရဲ့ပုံမှန်လိုချင်တဲ့ဘဝဖြစ်ချင်တဲ့ဆိုတာမှာတော့ကောင်းနေထင်လို့တကယ်စင်စစ်ဘဝကကိုထင်တယ်လို့ကောင်းနေတာမဟုတ်ဘူးဘဝရဲ့ပင်ကိုယ်သဘောကဒုက္ခသဘော ဒါမဲ့ကျွတ်တော့အဲ့ဒါကိုနားမလည်နိုင်ဘူးကျွတ်တော့ကြာယုံပဲကြာဘူးလားဘဝဆင်းရဲတယ်ဘဝဒုက္ခသစ္စာကြာတော့ကြာဘူးတယ်နည်းနည်းလေးစဉ်းစားဘူးတာလည်းရှိမယ်ကြာဘူးတဲ့အဆင့်စဉ်းစားဘူးတဲ့အဆင့်ထက်အများကြီးမပိုဘူးဘဝဆင်းရဲတယ်ဆိုတာတကယ်တမ်းကအမှန်တရားကြီးအဲ့ဒီအမှန်တရားကိုတကယ်ပိုင်းခြားပြီးတော့တိတိကျကျဂါဂနနအသေးစိတ်သိမယ်မြင်မယ်ဆိုရင်အဲ့ဒီလိုအရိယာဖြစ်မှာနော်အရိယာဆိုတာမပြောတာတော့ စိတ်တကယ်ဖြူရှင်သွားတဲ့ပုံကိုယ်တွေအရိယာလို့ခေါ်တာကျွတ်တော်ဗုဒ္ဓဘာသာတွေအရိယာဖြစ်ခြင်းနဲ့ပုထုဇဉ်ဘဝပူလောင်တဲ့ပင်ပန်းနဲ့ဆင်းရဲတဲ့ဘဝလည်းစိတ်မချရဘူးအများကြီးနားလေတယ်နော်ဗုဒ္ဓဘာသာတွေနဲ့ဖြစ်တဲ့အတွက်ကြောင့်ပုထုဇဉ်ဘဝနဲ့အရိယာအဖြစ်ကိုရောက်ခြင်းပန်းနိုင်ထားတယ်တကယ်လဲထားရမှာပါပဲအဲ့ဒီအရိယာအဖြစ်ပန်းနိုင်ထားတယ်ဆိုရင်အရိယာဖြစ်အောင်လုပ်ရမယ်အရိယာဖြစ်အောင်ဆိုဘယ်လိုလုပ်ရမှာတော့ ဘဝဟာဒုက္ခသစ္စာပါဘဝဟာမကောင်းတဲ့အရာပါဆိုတာကိုတကယ်ပိုင်းခြားပြီးတော့သိအောင်လုပ်ရမယ်အဲ့ဒါဆိုရင်အဲ့ဒီအရာဖြစ်မှာပုံပုံရေဘဝကိုဆင်းရဲလို့တကယ်သိတာ ਨੇ ဘလို့အရိယာဖြစ်သွားတာတော့အဆင်းရဲလို့သိရင်ဒါရဲ့ပုံမှာလိုချင်မှုဟာအဆင့်ဆင့်ငြိမ့်သွားမှာလိုချင်မှုဒီပင်လည်းလောဘဒီပင်လည်းညံ့နှောမှု မစင်ကြဲမှုအလုံးရဲ့အဓိကကြတဲ့တဘာဝကြီးပဲလိုချင်နေလို့ရက်ဆက်နေကြတာလိုချင်နေလို့ ရုပ်မှနေကြတာလူချင်းနေလို့ကောက်ကျစ်နေကြတာဘုရောကကန္နာဇတ်ဆိုပြီးတော့လေဘုရားလောင်းယတေဟာအသားမဲတော့တရားမင်းကြီးကမဲတဲ့လူတယောက်မဲတဲ့နေရာမှာနေမဲတာတွေစားနေတာငါမကြိုက်ပါဘူးမနှစ်သက်ပါဘူးမုံလိုက်တာလို့လာပြောတော့ဟေးအသားမဲရုံနဲ့လူမဲမဟုတ်ဘူးစိတ်ဓာတ်တွေမဲမှတကယ်မဲတာအဲ့ဒီစကားသဘောကျပြီးတော့ဟာတရားမင်းကကြိုက်တဲ့စုတောင်းမှဆိုတော့ဘုရားလောင်းက အာစုရိတာအမြတ်ကင်းမရစေဒေါသကင်းမရစေလောဘကင်းမရစေချစ်ချင်းကင်းမရစေဆိုလေးမျိုးတောင်းဟာဒီတရားလေးမျိုးမှာဘာအပြစ်တွေရှိလို့ဒီတရားလေးမျိုးကင်းကျင်ရတာတုံးလို့မေးတော့ဘုရားလုံးကအမြတ်ရဲ့ဒေါသရဲ့လောဘရဲ့ချစ်ချင်းရဲ့ဒီတရားလေးမျိုးရဲ့အပြစ်ကိုပြောတယ်အဲ့ဒီထဲမှာလောဘရဲ့အပြစ်ကိုဘလို့ပြောတုံးဆိုတော့အာလောဘသဟတာကာရနိကတိဝင်စနာနိစ္စဒိဋ္ဌန္တိလောဘတံမိတုတတ္တမလောဘနာရောစီ ရင်ဘတ်ပေါ်မှာဒုတ်တို့ဓာတ်တို့တနတ်တို့လက်နဲ့အမျိုးမျိုးတင်ပြီးတော့အချင်းချင်းလူတွေရက်ဆက်နေကြတာရှိတယ်။ညံနေညံနဲ့အာဟုနဲ့ကောက်ကျစ်နေတာလှဲစားနေတာရှိတယ်။အတုကိုပြပြီးတော့မဟုတ်တာအဟုတ်လုပ်ပြီးတော့လိန်ညာလှဲစားကောက်ကျစ်နေတာတွေလည်းရှိတယ်။ရက်ဆက်တာတွေကောက်ကျစ်တာတွေနှစ်မျိုးပြောတယ်နော် အဲ့ဒီရက်ဆက်မှုတွေကောက်ကျင်မှုတွေကိုတဲ့လောဘဓမ္မိတုဒိဋ္ဌံတိလောဘရှိတဲ့ပုဂ္ဂိုလ်တန်တမန်ငါမြင်ရတယ်။ဒါကြောင့်တသမလောဘနာရောစီအဲ့ဒီလောဘငါမကြိုက်ဘူး။ခုနတုန်းကဘဝကိုဒုက္ခလို့မြင်ရင်လောဘအစင်းစင်းငြိမ့်မယ်လို့ပြောတယ်နော်။လောဘငြိမ့်ပြီဆိုမှတော့စင်ကြယ်ပြီပေါ့။အရိယာဖြစ်တယ်ဆိုတာအဲ့ဒါပဲ။ဟုတ်လား